မင်္ဂလာပါခင်ဗျ KGK2 channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီကနေ့တက်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆိုင်းရဲမြင်များသူရာရေးသားထားတဲ့အောင်ပလေရွာစားဆိုတဲ့ဝတ္ထုကလေးကိုဘိုင်းချောက်ဆက်သိမ်းပိုင်းနေတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားလိုက်ပါဘေးနားမှာရှိတဲ့ notification ring လုံးနဲ့နှိပ်ပေးထားပါအောင်ခင်ဗျဂျော်မင်းကြီးနဲ့ထောင်မှုပါအောင်ကသူတို့ပြက်ကဖန်းစည်းထားတဲ့အောင်ပလေဝကြည့်ပြီးဂျင်ဟခန့်နေတယ်အောင်ပလေကမိမရှာတူဖြစ်ပေမဲ့ဂျုံမမဩဇာနာရှိဆုံးဒုစရိုက်သမားတူဖြစ်တယ်အောင်ပလေကဘာကြောင့်ဂျွေးမင်းကြီးရဲ့အိမ်တော်ကိုဝင်ရောက်တိုက်ခိုက်ရတယ်လဲ ကျွန်မကြီးကအမေလေးအလောင်းကိုကြည့်ပြီးဒီမိမရှာကဘာဖြစ်လို့ကျုပ်ရဲ့အိမ်တော်ကိုဝင်ရောက်တိုက်ခဲ့ရတာလို့မိမရှာနဲ့ရှင်ဝင်ဆိုတဲ့ကောင်ကတကြိတ်တည်းတညံနေလားဒီလိုမေးတယ်ကျွန်မကြီးရဲ့စကားကြောင့်ထမှုပါဟုကတကာကမိမရှာအောင်ပင်လေကျွလုံခဲ့တဲ့လူသက်မှုကိုပြန်လဲသတိရမိတယ်ဒီလူသက်မှုရဲ့အဓိကတတိကကိုရှင်ဝင်ဖြစ်တယ်ရှင်ဝင်ကမိမရှာအောင်ပင်လေကိုလူသက်မှုနဲ့ကျိုးစင်တဲ့အမေဘေးကကာကွယ်ခဲ့ဘူးတယ်ဒါကြောင့်မလို့ကိုရှင်ဝင်နဲ့အောင်ပင်လေကတကြိတ်တည်းတညံနေဖြစ်နိုင်တယ်ထမှုပါဟုကဒီကြောင့်လို့တွေးပြီးအလွန်ထိတ်လန့်သွားတယ်ဒီမှာကျွန်မကြီး ကိုရှင်ဝင်ပြောင်းနေတာကျိုးစီထဲမှာတမျိုးကြီးပဲဒီကောင်ပဲရောက်နေတယ်လေရေကာကူတော်များရောက်နေသလားလို့ရေရွတ်ပြီးဂျွမင်းကြီးကမျက်လုံးပြူးသွားတယ်အဲ့နာမှာဂျွမင်းကြီးနဲ့ထာမှုဘာဟုကချက်ကားဘုတ်ကိုခမန်းကရပြည့်တက်ပြီးရေကာကူတော်ဘက်ကိုမောင်းနေခဲ့တယ်သူတို့ကကားကိုထထချမ်းမောင်းနေလာပြီးရေကာကူတော်ရှိမှကားကိုရက်တယ်အဲ့ဒီခါမှာရေကာကူတော်မှာရှိတဲ့အဆောင်တွေကညာကြီးအချင်းမတော်ရောက်ရှိလာတဲ့ဂျွမင်းကြီးနဲ့ထာမှုဘာဟုကိုတန်တော်ကြီးရှုနေကြတယ်ထာမှုဘာဟုကခြေလောင်နဲ့လေးတန်နဲ့ဟေးကောင်ဒီဘာကြောင့်ကြည့်နေတယ်လဲကိုတော်မှာရှိတဲ့မိတွေကိုဖွင့်လိုက်စမ်းလို့អော်ဟေးလိုက်တယ် အဲဒီနောက်မှာဂျွန်မင်းကြီးနဲ့အတူရေခါကိုတော်ပေါ်ဆုံးတက်ကိုပြေးတက်ခဲ့တယ်။အပေါ်ထက်မှာရှိတဲ့ဂျွန်လုံဂျုံကြီးတသားတွေရဲ့ဆော်ရဲစတဲ့မြတ်ထားရှိတဲ့ခန်းကိုရောက်တော့တကားကိုဝိပီမိကန်တရာရှိရာကိုပြေးလာရောက်သွားကြတယ်။ဂျွန်မင်းကြီးကမိကန်တရာကြီးခြေရလက်ရမပြတ်ရှိနေတော့နေငယ်စီအေးသွားတယ်။သူကမိကန်တရာရဲ့လူဝတ်နံပါတ်တကူထိုရင်းနဲ့လက်တွေနဲ့ကမန်းကရက်နှိပ်တယ်။ခဏကြာတော့မိကန်တရာကြီးကကြွေကနေမြည်ပြီးပွင့်သွားတယ်။အဲဒီအခါမှာမိကန်တရာထဲမှာမြင်ရတဲ့မြင်ကွင်းကြောင့်ဂျွန်မင်းကြီးကအထေးတလန့်ဖြစ်လို့ဟာဗရမများကြီးမရှိတော့ဘူး။မရှိတော့ဘူး။အယူတယောက်လိုပဲသူကအော်ဟစ်နေတယ်။ ထာမူဘာဟုကကျွန်မင်းကြီးရဲ့စကားကြောင့်မျက်လုံးထဲမှာပြာခနေဖြစ်ပြီးသူ့ရဲ့ခေါင်းကိုဆဲပေါင်းတူနဲ့ထူးလိုက်သလိုပဲခံစားလိုက်ရပါတယ်။ကိုရှင်နဲ့ရှင်ပြိုင်နဲ့ဒီပြန်ပွဲမှာမိမိအရှုံးကြီးရှုံးသွားလိမ့်မည်။ထာမူဘာဟုကကျွန်မင်းကြီးနဲ့မိတို့မိဘုံလမ်းခွဲထွက်လာပြီးမှမသိတော့ဘူး။သူကမျက်လုံးထဲမှာဖေးရာကုန်းမှမမြင်တော့ဘဲနဲ့ကိုရှင်ဝန်နဲ့ရှင်ပြန်ခဲ့ပုံကသာမြင်အောင်နေမိတယ်။ကိုရှင်ဝန်နဲ့မိမိအချင်းနဲ့ရှင်ပြန်ရင်စင်မှာမသိစေမှာကိုရှင်ဝန်ကပဲအနိုင်ရမယ်လို့ထင်မြင်နေခဲ့တယ်။အခုမိမိထင်မြင်တဲ့အတိုင်းပဲကိုရှင်ဝန်ကအနိုင်ရရှိသွားပြီ။ ။ထမှုပါဘူးကအရက်ဒီကိုတစ်ခွက်ပြီးတစ်ခွက်ဆင်းတောင်းလိုက်ပြီးတော့မှခုံထဲကပလင်းကိုနေရန်ကိုပြစ်ပေါက်လိုက်တယ်။ကိုချုံခမရသိတော်တယ်။ခမရကအင်မတန်ညံကောင်းတဲ့သူတစ်ယောက်ပဲ။လူတကာကိုခမရရှင်ပြိုင်ပြီးအနိုင်ရနိုင်တယ်။သူများမလုံနိုင်တဲ့အလုပ်တွေကိုခမရလုံးပြနိုင်တယ်။ချိုးတို့ကတော့ခမရကိုလေစားနိုင်တယ်ထင်ပြီးခုံယူနေမိတယ်။နောက်ဆုံးတော့ခမရကချိုးတို့ကိုလေစားသွားတာပါလား။ခမရသိတော်တယ်ကိုရှင်ခမရကိုကျုပ်လိုက်လိုက်လဲလဲကြီးချီးကျူးပါတယ်ခမရကအချားမြင်ရနေသလားကျောင်းမမဘယ်သူမှမရေးမိနိုင်နဲ့အင်မတန်ညက်ပတ်ဆုတ်ချရရေကကိုတော်ကြီးမှာ ဗဒမြားကြီးကိုသွားထားတာတော့မှခမရအသိပြအောင်သိလိုက်သေးတယ်နော်ရေကာကူတော်ထဲမှာရှိတဲ့ဗဒမြားကိုခမရဘယ်လိုလုပ်သိတယ်လဲပြောစမ်းပါကိုရှင်ကျုပ်သိချင်လိုက်တာရေကာကူတော်ထဲမှာလှုပ်ဝက်ပြီးထားတဲ့ဗဒမြားကိုခမရဘယ်လိုလုပ်သိသွားတယ်လဲဒါကြောင့်ကျွမင်းကြီးရဲ့အိမ်တော်လေးကိုခမရကိုရောင်ပြပြီးအချင်းချင်းကျူးကျော်ဝင်ရောက်နေတကူအဲ့ဒီအချင်းကလေးကကျုပ်စီထဲမှာထင်ကနေပြတ်သွားတာတကူရှိတယ်အဲ့ဒါကတော့ကျွမင်းကြီးအိမ်တော်ကိုခမရဝင်မယ်ဆိုဝင်လို့ရတယ်ဒါပေမဲ့ခမရချင်းချင်းဝင်ပြီးကျူးကျော်နေတဲ့ပုံကဟန်ဆောင်ပြီးကျူးကျော်ဝင်ရောက်နေတဲ့ပုံစံဖြစ်နေတယ် ခင်ဗျာသိတော်တဲ့ကိုရှိဝန်ဒါကြောင့်လေအာဒမန်ကျောင်းရဲ့ရာဇဝင်မှာစာတင်လောက်နာမည်ကြီးနေတာကိုသမှုပါဟုကကိုရှိဝန်နဲ့ပတ်သက်တဲ့ကျောင်းတွေကိုတွေးတော်ရင်ကဒါကြီးမောပါတယ်အဲဒီနောက်ရင်ထဲမှာနာကျင်လာပြီးအရက်တွေတစ်ခွက်ပြီးတစ်ခွက်တောက်လို့စပွဲပေါ်ကနေပြူလဲကျသွားတယ်သမှုပါဟုအိယာကနိုးတော့ရေကကူတာမှလှုပ်ဝဲထားတဲ့ဗဒမားကြီးကိုကိုရှိဝန်ဘလို့တီးသွားတယ်လို့တွေးတော်နေပြန်တယ်ဒီလိုတွေးတော်ရင်ကရေကကူတာမှတင်းစပေါက်ရှိနေပြီလို့ထင်မြင်မိတယ်သောတော်လည်းတင်းစပေါက်ရှိနေသည့်တန်အောင်သူတို့လေးဝဲဆောင်တဲ့တင်းဆက်ထားတဲ့ပြည်များကြီးကိုဘယ်သူကသိရှိနိုင်မှမလဲ။ ထမှုပါဦးကမေးမြန်းပြစ်နေတဲ့အဖြေကိုသိချင်နေတော့ခြေကားပေါ်ကိုတက်ပြီးရေခါကူတော်ရှိရကူမောင်းထွက်ခဲ့တယ်။ရေခါကူတော်ကိုရောက်တဲ့အခါကူတော်မှုကိုခေါ်ယူလို့အခုရပိုင်းအတွင်းမှာခင်ဗျားတို့ရေခါကူတော်ကိုလောသမားတိဝင်ထွက်သေးလားလို့မေးမြန်းလိုက်တယ်။ဒီအခါမှာရေခါကူတော်မှုကခေါင်းညိပြီးအလောသမားတိတီကတော့အမြဲတမ်းဝင်ထွက်ရှိပါတယ်။ထမှုပါကိုသိချင်တယ်လို့မေးလိုက်တယ်။အဲဒီအခါမှာထမှုပါဦးကမိမိမှရှိတဲ့ကိုရှင်ဝင်းရဲ့တပ်ပုံကိုပြလို့ခင်ဗျားဒီလူကိုမြင်မှုသလားလို့မေးလိုက်တယ်။ဒီတော့ကူတော်မှုကကိုရှင်ဝင်းမျက်နှာကိုသေချာကြည့်ပြီး ဒီလိုအလွန်ခဲ့တဲ့ရက်ပိုင်းတွင်ကရေခါကူတော်မှာလှုပ်ချမ်းလာလို့တဲ့သူပေါ့သူကတိတ်အလုပ်လုပ်တယ်ဘယ်တော့မှမပြင်းဘူးအလုပ်ကိုလည်းမကူကပ်ဘူးလူချစ်လူခင်လည်းလွန်ပေါ်တယ်သူဒီကိုတရက်နှစ်ရက်လှုပ်လာမစင်းလို့တော့မှကျတို့မျောနေသေးတယ်အဲ့ဒါလို့ဆိုတော့ထာမှုပါကခေါင်းထဲမှာမိုက်ကနေပြတ်သွားပြီခန္ဓာကိုယ်တစ်ခုလုံးကအာရုံကြီးနေသွားလို့ခံစားလိုက်ရတယ်ကိုရွှေဝန်းကမိမိတို့ကိုစနေတကျကြံစီပြီးဖရမကြီးကိုရောက်သွားခြင်းဖြစ်တယ်ထာမှုပါကကားကိုကမိုးရှိတို့မောင်းနေပြီးပြန်လာခဲ့လို့ခေါင်းထဲကိုကျန်တစ်ခုလက်ကနေဝင်ရောက်လာပြန်တယ် ရှေဝန်ကဗဒမြားကြီးကိုရောက်သွားပြီမဲ့အဒမန်ကျုံးကလည်းကိုလိုရုံးလိုထွက်ပြေးသွားနိုင်ခြင်းမရှိသေးဘူးအဒမန်ကျုံးကတွေထွက်ပြေးမဲ့လမ်းအားလုံးကိုပိတ်ဆို့လိုက်ရင်မိမိတို့ဘက်ကအခွင့်အရေးကျန်ရှိနိုင်သေးတယ်ဒါကြောင့်အဒမန်ကျုံးကလူဝင်အတွက်ကိုတရားစွမ်းနဲ့စောင့်ကြည့်စီပြီးအဒမန်ကျုံးကအထွက်ကွာသွားသူတွေကိုခန္ဓာကိုယ်တစ်ခုလုံးနှက်ဆက်စွာရှာဖွေရမယ်လို့အမိန့်ထုတ်ပြန်လိုက်ပါတယ်အဒမန်ကျုံးကထွက်ကွာမဲ့ကုန်းတဲ့ပွဲစားတွေကကျုံးလုံးကြွေးတဲ့သားတွေရဲ့စစ်စစ်ချင်းကိုခံရရင်တောင်မှကခန္ဓာကိုယ်တစ်ခုလုံးစေးစစ်စစ်မွေးနောက်ရှာဖွေခြင်းကိုခံရတယ်သူတို့ရဲ့ခီးဆောင်အိပ်ပတ်စံအိပ်ဒီပါမကျန်မွေးနောက်ရှာဖွေခြင်းခံရလို့ ဂုံတွေကမကြည့်မနှက်ဖြစ်နေကြတယ်အဲ့ဒီအချိန်မှာကိုရှင်ဟောင်းကအာဒမန်ကျောင်းကထွက်သွားမဲ့တရုတ်လူမျိုးဖလေကောက်သမားအနေနဲ့ပြီးဒီသက်စာရုပ်ဖြတ်ပြီးအရှာဘွေကလူတန်းကြီးနောက်ကိုရောက်ရှိနေပါတယ်သူ့ရဲ့ခေါင်းတစ်ခုလုံးကစပင်းနေပြွေးနေပြီးရှီလျားတဲ့စပင်းကိုကျစ်ဆင်ပြီးကျစ်ထားတယ်သူ့ရဲ့သွားကလည်းလွန်စွားမှခုံးနေပြီးခွန်အားမျက်မှန်နဲ့ရောင်ကိုတက်ဆင်ထားပါတယ်ကိုရှင်ဟောင်းကတရုတ်လူမျိုးဖလေကောက်သမားအဖြစ်နဲ့ဆော်ရဲစတန်းတွေကိုဂျိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်ကျောင်းလုံးကျွေးတသားတွေကဂုံတွေပွဲစားတွေအားလုံးကိုစီစစ်ဆက်ရှာဖွေပြီးမိန်းကုံးတွေကိုလည်းမေးနေပါတော့တယ် ကိုရှင်ဝင်းအလဲကိုရောက်တဲ့အခါလုံကြီးတက်သားတွေကတန်တရာဖြစ်ရမရှိဘဲနဲ့မိကောနဲ့ငယ်ကိုမေးလို့ရှင်ဝင်းရဲ့တက်တာကိုမွေးနှောက်ရှာပွေကြတယ်။ပတ်စံဟေးကိုစပွဲဘုတ်ကိုတွန်ချပြီးအသေးစိတ်မွေးနှောက်ရှာပွေတယ်။အားရတဲ့အခါမှာပဲကိုရှင်ဝင်းကိုတင်မောဘုတ်ကိုတက်ခိုင်းလိုက်တယ်။ရှင်ဝင်းကတုံကြီးတုံကြီးမူရနဲ့တင်မောဘုတ်ကိုရှောက်လန်းသွားတယ်။ကိုရှင်ဝင်းတင်မောဘုတ်ကိုရောက်တဲ့အခါထာမှုပါဝရဲ့ကားကကန်းဆက်ကိုတရက်ဆက်မောင်းနေလာပြီးထာမှုပါကကားပေါ်ကခုံဆင်းလိုက်တယ်။အဲဒီနောက်မှာထာမှုပါကတင်မောဘုတ်ကိုတက်ပြီးတော့မှကျောင်းကနေထွက်သွားမဲ့ကုန်းတဲ့ပွဲစားတွေအားလုံးကိုတယောက်ပြီးတယောက်ဆေးဆေးဆက်လိုက်လံကြည့်ရှုတယ်။ သို့တော်လည်းကိုရှင်ဝင်းရုပ်ဖြတ်တဲ့တပ်ပညာကအဆင်မြင့်တော့တော့ထမှုပါဟုကတန်တရားဖြစ်ခြင်းမရှိဘဲနဲ့ဒေမောဘောကပြန်လဲဆင်းသွားတယ်။ခဏကြာတော့အော်အော်တန်ပြီးပြီးအရမန်ကျုံးကနေစတင်ထွက်ခွာခဲ့တယ်။အရမန်ကျုံးကဒေမောထွက်ခွာသွားပြီးတိတ်မကြခင်ချိန်မှာဒိန်အတန်းကမိမိုးဆိုတဲ့မိန်းကလေးကကျုံးလုံးကျုံးကြီးယုံနာကိုရောက်ရှိလာတယ်။သူမကတညတာအထူနေသွားတဲ့ကိုရှင်ဝင်းကတန်တရားရှိတာနဲ့ပဲကျုံးလုံးကျုံးယုံငန်းကိုလာအောင်ထိုင်ချတယ်။ထမှုပါဟုကမိမိုးဆိုတဲ့မိန်းကလေးကိုသူ့ရဲ့ယုံငန်းတွင်းကိုဆွဲသွင်းလိုက်တယ်။ကဲမိဘတွေသိသားတယ်လဲမိန်းကလေး။ကျုပ်ကိုအများဆုံးပြောစင်မင်းနဲ့အတူလာနေတဲ့သူကဘယ်သူလဲ။ အဲ့ဒါလိုမေးတဲ့အခါမှာမိမိုးဆိုတဲ့မိန်းကလေးကသူဘာလုပ်လဲဆိုတာကျွန်မမသိဘူးလွန်ခဲ့တဲ့ညကကျွန်မရဲ့ daily ကိုသူရောက်လာတယ်ပြီးတော့ကျွန်မနဲ့အတူအိမ်မသွားဘဲနဲ့ကျွန်မကိုပတ်စံနေပြီးသွားတယ်ဒါနဲ့ဒီနေ့မနေ့သူ့ကိုမတင်ကားထားနဲ့ကျွန်မရဲ့ daily မလမ်းမကမ်းကနေချောင်းချောင်းကြည့်တော့သူကတရုတ်လူမျိုးတစ်ယောက်လူချစ်ဆန်ပြီးအရှိကြီးနဲ့ရုပ်ဖြတ်ပြီးထွက်သွားတာတွေ့ရတယ်သူထွက်သွားပြီးကျွန်မ daily နဲ့ပြန်ရောက်တော့ကျွန်မတန်ငွေဆက်ကိုထက်ထက်ထားခဲ့တယ်တဲ့အဲ့တော့ထောင်မှုပါဦးကလည်းတင်မော့ပေါ်မှာမိမိစစ်စစ်ခဲ့တဲ့သူဒီအနေနဲ့ချစ်ဆန်ပြီးရှိချထားတဲ့တရုတ်တစ်ယောက်ကိုမြင်အောင်မိပြီးအော်ဟစ်တယ်ဟာဒီလူကိုရှုံမင်း ငါးရှိတွေမှာလက်မတင်လေလွတ်သွားတယ်သူနောက်ကအမိလိုက်မှဖြစ်မယ်အဲ့လိုဆိုပြီးတော့ကျွန်းလုံးကြီးရုံငန်းကနေခမန်းကနေပြေးထွက်သွားပြီးစိတ်ကမ်းမှရှိတဲ့မော်တော်ငယ်လေးများရှိရဲ့အဆုံးကိုပြေးထွက်သွားတယ်ထိတော့တော့အသိန်းထွက်နိုင်တဲ့မော်တော်ငယ်လေးပေါ်ကိုခုန်တက်လိုက်တယ်သူရဲ့နောက်ကလိုက်လာတဲ့ပဲ၃ယောက်ကိုဟေးကောင်နေဘာကြောင့်ကြည့်နေသလဲမြင်မြန်ခုန်တက်မင်းတို့ပထွေရတင်မော့ပေါ်ကိုရောက်သွားပြီးဒီလိုဆိုပြီးမော်တော်ဆက်ကိုနှိုးလိုက်တယ်ဒီကတပည့်၃ယောက်ကလည်းဘူးမသိဘာမသိနဲ့မော်တော်ပေါ်ကိုခုန်တက်ကြတယ်ထမှုပါကခပွေးပါမြေတွေ့နေရတဲ့တင်မော့နောက်ကိုမော်တော်နဲ့အဆွမ်းကိုလိုက်ပါတော့တယ် ရေဝံကတင်မောထွက်လာတဲ့အထိအစီမအီးနိုင်သေးပဲနဲ့အာဒမန်ကျွန်းဘက်ကိုမှန်ပြောင်းငယ်လေးနဲ့ကြည့်တယ်။ဒီလိုကြည့်ရင်ကအာဒမန်ကျွန်းစိတ်ခန်းကမော်တော်တစ်စီးအရှင်ယုံပြပြနဲ့မောင်းနေလာတာကိုမြင်တွေ့ရတော့မိမိအတွက်အလွန်ကုန်မှအန်ဒီရဲ့နီးကန်နေပြီဖြစ်မှရိတ်ဆားမိလိုက်တယ်။ဒီတင်မောဘက်မှာဆက်လက်နေတိုင်းမှုမဖြစ်နိုင်တော့ဘူး။ဒါကြောင့်လူသူရေးချီကိုကြည့်ပြီးတင်မောဘော်ကပင်လယ်ထဲကိုခုန်ချလိုက်ပါတယ်။တင်မောကရေချီကျွန်းစုရဲ့နီးမှာသွာလာနေစေဖြစ်တော့ကျွန်းတို့ချင်းကိုသူကကူးကပ်ပြီးရောက်ရှိသွားနိုင်တယ်။ရေဝံကရေကူးကြွနေသူဖြစ်တဲ့အတွက်ခဏကြာတဲ့အခါချစွာချောက်တန်းဒီကနေကွေးပတ်ပြီးကျွန်းတို့ချင်းဘက်ကိုရောက်ရှိသွားတော့တယ်။ ဒီအခိုက်မှာတောင်မူပါဦးဦးဆောင်တဲ့လုံခြုံရေးတပ်သားတွေကဒေမော့ဘုတ်ကိုတက်လို့ရွှေဝင်ကိုရှာဖွေကြတယ်။သို့တော်လည်းရွှေဝင်ကိုမတွေ့တော့ခေါင်းတပန်းကြီးသွားကြတယ်။ဒေမော့ဘုတ်မှာရှိတဲ့အတူလိုက်ပါလာတဲ့ဂုံတွေတွေကလည်းကျစ်ဆင်ပြီးကြတာတဲ့တေယုတ်ကြီးကိုမြင်တွေ့ကြပြီးတော့မှသူတို့ရှိမှပဲပျောက်ဆုံးသွားတော့တန်တော်ဖြစ်နေကြတယ်။တောင်မူပါဦးကမှန်ပြောတဲ့လက်နဲ့နီးမှရှိတဲ့ဂျွန်းတွေကိုကြည့်ရှုတယ်။အဲဒီနောက်တစုံတရာကိုတွေးပေါက်သွားပြီးတောက်ခေါက်လို့ရွှေဝင်လွတ်သွားပြန်ပြီ။ဒီကောင်နီးနားကဂျွန်းတွေပေါ်မှာခိုးအောင်နေမှသေးကြတယ်။ဒါလို့ဆိုပြီးတော့မှဒေမော့ဘုတ်ကမော်တော်ဘုတ်ကိုပြန်ဆင်းပြီးအနီးမှရှိတဲ့ဂျွန်းတွေကိုဦးတီမောင်းနေခဲ့တယ်။ ရွှေဘုံကကျွန်းပေါ်မှာပေါအောင်နေငါသူရှိရကူဥတီမောင်းနေတာတဲ့ကျွန်းလုံးကျွေးတသားတွေရဲ့မော်တော်ကိုတွေ့ရတယ်။အဲ့ဒီမော်တော်ပေါ်မှာထောင်မှုပါဘူးအပါဝင်ကျွန်းလုံးကျွေးတသား၃ဦးရှိတယ်။ရွှေဘုံကတိုက်ပွဲဝင်ရတော့မှာကိုသိတဲ့အတွက်လက်တီကိုကြည့်ကြည့်ပါအောင်ဆုပ်လိုက်တယ်။ထောင်မှုပါဘူးတို့လူစုကတောင်မင်းနဲ့မနီးမွေးမှာမော်တော်ကိုရက်ပြီးကျွန်းပေါ်ကိုတက်လာကြတယ်။အဲ့ဒီနောက်မှာသူတို့လူစုကနှစ်ယောက်တွဲစီတွဲလို့ကျွန်းပေါ်ကိုရွှေဘုံကိုလိုက်လံရှာဖွေကြတော့တယ်။ရွှေဘုံကလည်းတိပိတိပိပေါ်မှာပုံအောင်နေပြီးသူ့ရဲ့အောက်တက်တဲ့ကူလုံကျွေးတသား၂ယောက်ရောက်ရှိလာတဲ့အခါအပြင်ဘုံကခုံချတယ်။ဒီနောက်မှာကြောင်အန်းဖြစ်နေတဲ့ လုံကြီးတပ်သား2ဦးကိုခေါင်းချင်းဆိုင်ပြီးတိုက်ပစ်လိုက်တော့အဲ့ဒီသူနှစ်ယောက်မိမျောသွားတော့တယ်။ရွှေဝင်လဲလုံကြီးတပ်သားတွေစီကတနက်နဲ့လက်ကိုတင်းယူလို့တနက်ကြီးစံတွေကိုတင်းယူကကြောက်တုတ်တုံနာကိုပတ်ထားလိုက်တော့တယ်။ဒီအခိုက်မှာတောင်မှုပါအောင်နဲ့လုံကြီးတပ်သားတို့ကရွှေဝင်ကိုကျုံးပတ်ဝန်းကျင်နဲ့လိုင်းလိုင်းရှာပွေတယ်။သူတို့ကတောင်ကြီးတစ်ခုပေါ်ကနေဆင်းသက်လာစဉ်အောက်မှာကျူတင်ဆောင်နေတဲ့ရွှေဝင်ကလုံကြီးတပ်သားရဲ့နှစ်ဘူးကိုကြောက်တုံနဲ့ဦးစွာပစ်ချလိုက်တယ်။လုံကြီးတပ်သားကအားကနေအော်ဘီတောင်မှောက်ကနေဒလင်းခောက်ကိုကြာသွားတယ်။အဲ့ဒီကရွှေဝင်ကသူ့စီကတနက်ကိုစီးယူလို့တောင်မှုပါအောင်ကိုချိန်ပြထားလိုက်တယ်။ ။ထာမှုပါဦးကလည်းကိုရှင်ကိုချိန်ရထားပြီးဖြစ်လို့တော့သူတို့နှစ်ဦးစလုံးကသနက်နဲ့ချိန်ရပြီးသားဖြစ်နေတယ်။ကျွန်တော်ကျုံပါမှာရှိတဲ့တာမြေတစ်ခုပါမှာထာမှုပါဦးနဲ့ရှင်ကဒူးနဲ့ဒူးသနက်နဲ့ချိန်ရထားရင်ကမပြည့်ဝမဲရှိနေကြတယ်။ရှင်ကထာမှုပါဦးကိုကြည့်ပြီးတဟားနဲ့ရီမောလို့ခမရပေးဆိုးလို့လေကျုပ်ကိုဒီထီအောင်လိုက်ပြီးတော့မှခြေရာကောက်နေခဲ့တာပဲ။ဒါကြောင့်လေကျုံပါမှာထာမှုပါဦးဆိုရင်လူတွေကဖိမိတော်အောင်ကြောက်ကြတာပေါ့လို့ဆိုတယ်။အဲ့တော့ထာမှုပါဦးကအန်ကိုကြိတ်လို့ဘာပဲဖြစ်ဖြစ်ဒီပွဲမှာခမရအနိုင်ရလိုက်တာပဲ။ကျုပ်ရဲ့ရှုံးနေသွားတဲ့ဂုံသေးကကိုပြန်ဆက်တဲ့အနေနဲ့ဒီနေ့ကျုံမမှာခမရကိုလက်ရဖမ်းဆီးမှဖြစ်မယ်လို့ကျုံသွားတယ်။ တရားကရှင်ဝန်ကတဟာကြီးမုံးလို့အခုလိုတယောက်နဲ့တယောက်တနက်နေ့အပြန်အလှန်ချိန်ထားတဲ့အချိန်မှာခမရကကျုပ်ကိုဘယ်လိုလုပ်ပြီးလက်ရဖမ်းဆီးမှာတော့ဒေဒီကြီးကစဉ်းစားပြောပါထောင်မှုရေလို့ဆိုတော့ထောင်မှုပါကရှင်ဝန်ကိုမိထွက်လို့မတက်ဖြစ်နေတဲ့မျက်လုံးနဲ့ကြည့်ပြီးကျတော်နေရာမှာနေလက်တစ်ခုချမ်းပါသေးတယ်အဲ့လိုဆိုပြီးသူ့ရဲ့လက်ထက်မှာရှိတဲ့တနက်ကိုမြေပြင်ပေါ်ကိုပြစ်ချလိုက်ပါတယ်ကိုရှင်ဝန်ကထောင်မှုပါရဲ့အမူအရာကိုကြည့်ပြီးတော့မှသဘောကျဟန်နဲ့ကြိုက်သွားပြီးဒီလိုတတိရှိလို့လဲကျုံးမမထောင်မှုပါဦးဆိုပြီးသတင်းကြီးနေတဲ့ကိုကောင်းပြီကျတော်နေရာလာရုံရင်ရှင်ကြမယ် ကျွန်တော်နှစ်ယောက်တည်းကကျုပ်ကနိုင်ရရင်ဒီမော်တော်ကိုယူပြီးတော့မှကျုံကနေထွက်ခွာသွားမယ်။ကျုပ်ရှုံးခဲ့ရင်တော့ခမရတို့ကျုပ်ကိုကြားရလုံနိုင်တယ်။ဒီလိုဆိုတဲ့အခါထာမူပါကသဘောကျရင်လည်းခေါင်းကြည့်မိ။ခေါင်းပြီးကျုပ်တို့နှစ်ယောက်လည်းရုံရင်ရှင်ပြန်ကြမယ်။အဲလိုဆိုပြီးတော့မှခနာကိုပေါ်မှာရှိတဲ့ကြီးစံကပတ်တင်တဲ့ဓမြောင်းလေးကိုမြေပေါ်ကိုပြစ်ချလိုက်တယ်။ထာမူပါကငယ်စဉ်ကပဲလက်ဝိပညာကိုကျွမ်းကျင်စွာနဲ့တက်မြောက်ပြီးအလန်လူပဲများစွာအနိုင်ရခဲ့ဘူးတဲ့။သူကကျုံမမနေစဉ်ကလည်းနေစဉ်လက်ဝိပညာကိုမမေ့လျော်အောင်လေ့ကျင့်နေခဲ့တယ်။ဒါကြောင့်ကိုရှင်ကိုလူလူဆုံးစားတယောက်ကိုကောင်းစွာရှင်ပြိုင်နိုင်မယ်လို့ယုံကြည်တယ်။ ထမှုပါဦးကဂျာကနေအော်ဘီကိုရှင်ကိုဝင်ရောက်တိုက်ခိုက်တော့တယ်။အဲဒီနောက်တော့သူတို့နှစ်ဦးကတောင်းမြေပေါ်မှာဘားတပြင်းဂျာတပြင်းပြန်လည်တိုက်ခိုက်ကြတယ်။ဘားဦးကရှင်ဝင်နဲ့တိုက်ခိုက်ရင်ကသူ့ရန်သူရဲ့အဆွမ်းကိုအံဩဝေရကောင်းအောင်မြင်တွေ့နေရတယ်။ရှင်ဝင်ကအစင်းမြင်တိုက်ခိုက်ပြီးပညာကိုကောင်းစွာတက်ချွန်းတဲ့တိုင်းသမားတို့ဖြစ်နေတယ်။ဘားဦးကရှင်ဝင်နဲ့တိုက်ခိုက်ရင်အချိန်ကြာမြင့်လာတော့တပိပိအနိုင်ရဖို့ခက်ခဲလာတာကိုတွေ့ရတယ်။ရှင်ဝင်ရဲ့အေးအေးဆေးဆေးတိုက်ခိုက်တဲ့ခြေလက်တွေကိုမိမိကကာကွယ်ရဖို့ခက်ခဲလာတယ်။တချို့မှာရှင်ဝင်ရဲ့ခြေကန်ချက်တွေရှိတဲ့နန်းဆောင်ကိုထိမိသွားတော့အသက်ရှူရမ်းမတက်ပြတ်သွားခဲ့တယ်။ ရွှေဝင်ကတော့အသက်လူပဲတည့်ရလို့သဘောမထားဘဲနဲ့မိမိကိုသွေးရည်နဲ့တိုက်ခိုက်နေတယ်။တချီမှာမိမိရဲ့အခြေခံချက်ရွှေဝင်ကိုထိလိတော့ထောင်မှုပါဟုကဆေးရတက်ကြွသွားတယ်။သို့တော်လည်းကိုရွှေဝင်ကတခဏတာရင်းရိုင်းပြီးထောင်မှုပါဟုကိုကောင်းမွန်စွာနဲ့ပြန်လည်တိုက်ခိုက်နေတယ်။ထောင်မှုပါဟုကတိုက်ခိုက်ရင်အလွန်ဆိတ်လို့ရှားနေပြီးရွာစားကြီးကိုနှီးကပ်ပုကပ်ပြီးတိုက်ခိုက်ဖို့ကြံစီလိုက်တယ်။ဒီအခါမှာရွာစားကြီးရဲ့ဝိုင်းလက်သီးတစ်လုံးကမိမိရဲ့အရှိုက်ကိုထိမိသွားပြီးမိဘကိုဖိနှိပ်လဲချတယ်။ကိုရွှေဝင်ကအလွန်လင်မြန်းနဲ့တိုက်ခိုက်ရေးသမားတို့ဖြစ်တော့အခွင့်အရေးကိုလည်းလုံးမခံဘဲနဲ့ဘာဦးရဲ့မျက်နှာကိုဒူးနဲ့တိုက်တဲ့အခါထောင်မှုပါဟုကမရှောင်နိုင်တော့ဘဲနဲ့ ရင်းရိုင်းမိမျိုးဘဝကိုလဲကြသွားတော့တယ်။သူတို့နေရာတပ်ပွဲပြီးဆုံးသွားပြီလို့လိုလိုသိလိုက်ပြီးမိမိရရှင်ဝင်ဆိုတဲ့လူစုံစားကိုလက်ရွေးချင်းရှင်ပြိုင်တဲ့ပွဲမှာရှောင်းနေသွားပြန်ပြီ။ထောင်မှုပါကနဘူးကနေစီးကြလာတဲ့သွေးတွေကိုလက်နဲ့ပုတ်လိုက်ပြီးဒင်းနဲ့နဲ့ထားရဖို့ကြိုးစားတယ်။အဲဒီကရှင်ဝင်ကခမည်းရဲ့နိုင်မခံလို့တဲ့စိတ်ဓာတ်ကိုတော့ချီးကျူးပါတယ်။ဒါကြောင့်လည်းခမည်းကိုကျွန်တော်ခွင့်ရတခုပေးခဲ့မယ်။ဟောဒီမှာကြည့်အဲ့လိုဆိုပြီးသူ့ရဲ့ကြောမှာတိုင်းလွေထားတဲ့အိတ်ကိုမြေပေါ်ကိုပြစ်ချတယ်။ဒီနောက်တော့ကိုဘမှာဝတ်ဆင်ထားတဲ့အင်ကြီးကိုချုပ်ပြီးတောင်မြေပေါ်ကိုပြစ်ချလိုက်ပါတယ်။အဲဒီကရှင်ဝင်းရဲ့ခန္ဓာကိုယ်မှာ အပြာရောင်ပေါင်းမိတဲ့ဒေသကြံရှိတော့တယ်။ကိုချုံကိုဒေသမြေပေါ်မှာထားထိုင်မှုကြံရနေတဲ့ထမူပါကိုကြည့်ပြီးခမားကိုချုပ်ပစ္စည်းထုတ်ပြနေတာကချုပ်ကိုပေါ်မှာဗထမကြီးပါမသွားဘူးဆိုတာပဲလို့ဆိုတော့ထမူပါကအံ့ဩတဲ့အတွက်ရုံကိုနားမလည်ရနဲ့ကြည့်တယ်။ကိုချုံကထမူပါကိုကြည့်ပြီးလောင်ပြုံးပြုံးလို့ခမားတို့ရေခါကိုတော်မှာထားတဲ့ဗထမကိုချုပ်ရောင်းယူနိုင်ခဲ့တယ်။ဒါပေမဲ့ဗထမကဒီနေ့ထိအဒမန်ကျုံးပေါ်မှာပဲရှိနေသေးတယ်လို့ဆိုတော့ထမူပါကကိုချုံကိုမြုံချီရနဲ့ကြည့်ပြီးဘာ ဖရမကြီးကအာဒမန်ကျုံးပေါ်မှာပဲရှိသေးတယ်ဟုတ်လားမြုံကြီးအနဲ့ပြန်မေးလိုက်တယ်ဒီတော့ကိုရှင်ကခေါင်းညိတ်ပြီဟုတ်တယ်ခမ ्या ကိုနောက်ဆုံးအခွင့်ရေးအနေနဲ့ဒီအကြောင်းကိုပြောပြတာအာဒမန်ကျုံးပေါ်မှာကြံခဲ့တဲ့ဖရမကိုခမ ्या ဆွမ်းဆန်းနဲ့ရအောင်ကြိုးစားပြီးယူနိုင်ယူပြီးတော့ခမ ्या မသာဆွမ်းဆန်းရှိရင်ကျိုးတို့ဖရမကြီးကိုဆုံးရှုံးခံလိုက်မယ်အခုတော့ရုပ်သွားပြီဒီလိုပြောပြီးရွှေဝင်ကမော်တော်ဘော်ကိုတက်ပြီးမောင်းနေထွက်သွားသွားတယ်ထမှုပါဦးလေသွေးချင်းချင်းနီးနေတဲ့မျက်နှာပေါ်ကထရားတွေကိုလက်နဲ့အုပ်ပြီးကျုံးပေါ်မှာငူငန်ငန်ကြီးချိန်ရိတ်ခဲတော့တယ်သူ့ရဲ့နှုတ်ကလည်းဖရမကြီးကကျုံးပေါ်မှာပဲရှိသေးတယ် မထမကြီးကကျွမ်းမပါပါရှိသေးတယ်ဆိုပါလားထထထနဲ့ရေရွနေမိတော့တယ်ဘာဦးကကျွမ်းမပြရောက်ပြီးရွှေဝံပထမကိုဘေးနေရာမှာထားသလဲဆိုတဲ့အချက်ကိုနေမိညာမိစဉ်းစားနေတယ်ဒီလိုစဉ်းစားပြီးတော့ရေခါကူတော်မှလို့သမားအဖြစ်ဝင်ရောက်လှုပ်ကန်တဲ့ကိုကျွမ်းရဲ့ပုံတံကိုပြန်လဲသတိရလာတယ်အရမန်ကျွမ်းမရှိတဲ့ပစ္စည်းကိုလူယုံနဲ့ပြီးမှကိုပို့နိုင်တယ်နောက်ပြီးတော့တရားဝင်နေလဲနဲ့ပို့နိုင်တာကတော့အရမန်ကျွမ်းကထုတ်ကုန်ဒီကိုသိမ်းမောနေလဲပို့နိုင်တာပဲလို့တွေးမိတယ်အဲဒီကသူကအလွန်ကမဆစ်လို့ရှာသွားပြီးကားကိုတရေချမ်းမောင်းလို့ရေခါကူတော်ကိုထွက်ခဲ့ပါတော့တယ် ရေးကားကိုတောင်ကိုရောက်တဲ့အခါအဒမန်ကျုံးကပို့ကုန်တွေကိုဆင်းရဲလုံနေတဲ့ကိုတောင်စည်းစီကိုတော့ရောက်တွေ့ဆုံပြီးတော့ဟေးအဒမန်ကျုံးကကုန်တွေကိုပို့လိုက်ပလားလို့မေးတော့ကိုတောင်စည်းကမနက်ကပဲတင်းမောနဲ့ပို့ပေးလိုက်ပါပြီလို့ဆိုတယ်ဒီတော့ထမိုးပါကလွန်စောမှဆက်လို့ရှားသွားပြီသူ့ရဲ့လက်ထက်ကကိုရှင်ရဲ့ထပ်ပုံကိုထုတ်ပြလို့မင်းဒီလူကိုသိသလားတရားကြည့်စမ်းလို့မေးလိုက်တယ်အဲဒီကကိုတောင်စည်းကထပ်ပုံကိုကြည့်ပြီးသိတယ်လွန်ခဲ့တဲ့ရက်ကတော့မှအဒမန်ကျုံးကငပုတ်ကြောက်တွေဝယ်ပြီးကောတောင်းကသူ့မိစေတယောက်စီကိုပို့ခြင်းနဲ့လို့ကျုပ်ကလို့ပြောနေတယ်သူဝယ်ပေးလိုက်တဲ့ငပုတ်ကြောက်တွေထေရှုတရာနဲ့အပြည့်တင်ပြီးတင်းမောပုံတင်ပေးလိုက်ပြီးလို့ဆိုတော့ ထောင်မှုဘောက်ကခေါင်းထဲမှာမိုက်ကနေပြက်သွားခဲ့ပြီးဗထမယာကြီးကိုလည်းလွတ်ဆုံးရှုံးရပြီလို့သိလိုက်တယ်။ကိုရှင်ဟုံးကလေးမှာပါနဲ့ဆိုတဲ့ငဘိုးကြောက်တွေထဲထားတဲ့ထဲကျူးတရာတွင်ကိုဗထမယာကိုထည့်သွင်းပြီးတော့မှမြန်မာပြည်ကိုတင်းမောနဲ့တင်ပေးလိုက်ပြီးထောင်မှုဘောက်ကမိမိအတွက်အရာရာဆုံးရှုံးသွားပြီလို့သိလိုက်တယ်။သူကကိုရှင်ဟုံးဆိုတဲ့လူဆန်စားကိုချင်းချင်းရှုံးနေခဲ့တယ်။လက်ရုံးရုံးပဲနှလုံးကြီးပါကိုရှင်ဟုံးကမိမိတက်များစွာသာလွန်ခဲ့တယ်။ကိုရှင်ဟုံးနဲ့ရှင်မိမိကဆဆရညံဖြစ်နေအဓမ္မကျွန်းမှာဒီလောက်အရေးချင်းမဲ့ပြီးညံဖြစ်နေထောင်မှုတရားအတွက်နေရာမရှိတော့ဘူးလို့ထင်မြင်နေမိတယ်။ ်အထမံကျောင်းမှာမျက်နှာကောင်းရရှိဖို့မိမိကအပတ်တကိုကြိုးပမ်းခဲ့ရတယ်။ထောင်မှုပါဦးဆိုတဲ့အမိကိုလူများဖိမိတောင်ကြောင်းရောင်းဆန်းဆောင်နိုင်ခဲ့တယ်။အခုတော့ဒီယာရီအားလုံးကရေစုံမျိုးဝပြီးတော့မယ်။ကျောင်းမှာရှိတဲ့လူတွေအားလုံးထောင်မှုပါဦးတရားလှလပပကြီးခံလိုက်ရပြီလို့အတက်တည်းပြောဆိုကြပြီးတော့မယ်။သူတို့လည်းလုံးစရာလန်တလန်သာရှိတော့တယ်။ထောင်မှုပါကသူ့ရဲ့နေကိုရောက်တဲ့အခါထောင်မှုဝတ်ဆောင်ပြည်စုံကိုဝုတ်ပြီးတော့တနက်နေ့မိမိကိုအဆုံးစီရင်လိုက်ပါတော့တယ်။အဲဒီအချိန်မှာကျောင်းမင်းကြီးကဗရမကြီးဆုံးရှုံးသွားတဲ့နေ့ကစပြီးဖေးအစားအသောက်ကိုမှမစားဘဲ၃လလောက်ငူငန်ကြီးထိုင်နေတယ်။ ဂျမင်းကြီးရဲ့စိတ်ရှုပ်ထွေးနေတဲ့အခြေအနေကိုကြည့်လို့ဘယ်သူမှလာရောက်ပြီးနားချဖို့မကြိုးပမ်းရဘူး။လောင်ကျွင်းတပ်သားတွေကတမူပါဦးမိမိကိုမိမိအဆုံးစီရင်သွားတဲ့အခါဒီတရင်ကိုဂျမင်းကြီးစီကိုယူဆောင်လာခဲ့တယ်။ဂျမင်းကြီးကစားတော့ဒီမစားတော့ပဲနဲ့ငုံငန်ကြီးထိုင်နေရကတမူပါဦးရဲ့တရင်ကိုကြားတော့ဝမ်းသာအာရအမူအရာနဲ့ဘာဦးသေးပြီဟဲ့လား။အေးဒီကောင်သေးမှဤတယ်။ဒီကောင်ကြောင့်ငါရဲ့ပြည်တယ်နဲ့ဗဒမြကြီးဆုံးရှုံးရတာ။ဒီကောင်သေးတာတော့နည်းသေးတယ်။ဟာဝမ်းသာလိုက်တော့ကွာတမူပါဦးသေးပြီ။ဝမ်းသာလိုက်တာ။အဲ့ဒါလို့စေးပေါက်ပြန်ပြီးအော်ဟဲနေတော့တယ်။ အဲ့ဒီကိစ္စတွေဖြစ်သွားပြီးတပတ်လောက်ကြာထောင်ဆရာဝန်ကြီးကဂျွန်မင်းကြီးစေပေါ့ပြန်လို့ယူသွားပြီးဖြစ်ကြောင်းထက်ရာရှိတွေကိုအစဉ်စဉ်အစီရင်ခံလိုက်တော့တယ်အဲ့ဒီနောက်တော့အဒမန်ကျွန်းမှာတကျွန်းသားတွေကိုယူသားတည်ကြည်တဲ့ထောင်ပန်ကြီးကခေတ္တခဏအုပ်ချုပ်ထားရတော့တယ်အဒမန်ကျွန်းမှာရှိတဲ့အင်းငင်းစွာနေထိုင်ကြတဲ့ကျွန်းသားတွေကထောင်မှုပအောင်မရှိတဲ့အတွက်စိတ်ချမ်းသာစွာနေထိုင်ရတော့တယ်တနေ့မှာမြို့ပါကျွန်းမှာမြို့လေးတစ်မြို့မှာအင်းလီလန်ကျင်းပပါတော့တယ်အင်းပွဲကြီးကိုအင်းသားကြီးအင်းသားလေးအင်းသားတွေစားတဲ့အင်းသားတွေကမိမိတို့လိုရှိရာအင်းတွေကိုရရှိရလို့ငါအပြိုင်ဆိုင်လီလန်ဆွဲယူကြတယ် ဒီလိုနဲ့ညနေစောင်းတွေကအင်းဒီကတပြပြကုံဆုံးသွားပြီးအင်းသားအလုံးကလူကြီးတက်မှတ်တဲ့ထင်းမင်းအင်းကြီးကိုလေလံပြစ်မဲ့အလေးကိုရောက်ရှိလာတယ်။ထင်းမင်းအင်းကြီးရဲ့လက်ရှိပန်းရှင်ကအင်းသားကြီးဥပုလိုက်ဖြစ်ပါတယ်။ဥပုလိုက်ကအရင်နှစ်ကထင်းမင်းအင်းကြီးကိုဘသူမှမမြော်မှန်းနိုင်တဲ့ဈေးနဲ့အင်းသားကြီးကိုရှင်ဝစီကရယူခဲ့တယ်။ကိုရှင်ဝကထင်းမင်းအင်းကြီးကိုလက်လွတ်ဆုံးရှုံးတဲ့ချိန်ကစပြီးအင်းသားပြစ်ကနေပျောက်ဆုံးသွားခဲ့တယ်။ဒါကြောင့်မေဒီကနေ့မနေ့ထင်းမင်းအင်းကြီးကိုဥပုလိုက်ကိုယ်တွေပြန်ပဲမရှိဆွဲယူရတော့မယ်။ဥပုလိုက်ကငွေကြေးဥစ္စာကျွဲဝပြီးနောက်လည်းလူသူအင်အားတောင်းတင်းလေတော့ ယခုနှစ်မှာတိမ်မင်းအင်းကြီးကိုသူတရားတဲ့မာမိုင်စီးထားသလိုရှိပါလိမ့်မယ်။ဦးဘိုးလန်နဲ့ရှင်ပြိုင်ပြီးဘယ်သူမှမဆွဲဝန်းကြဘူး။ဦးဘိုးလန်ကတိမ်မင်းအင်းကိုလေးလံဆွဲပြီးသူ့အလဲကိုရောက်တဲ့အခါရင်ကိုကော့ပြီးလေးလံရုံးကန်းတွင်းကိုဝင်ခဲ့တော့တယ်။လူစုံတဲ့ကတိမ်မင်းအင်းကြီးကိုလေးလံပြတ်တော့မှဖြစ်ကြောင်းကြီးညာတယ်။အင်းကြီးကိုယခုနှစ်မှာ3000တာပေးပြီးဈေးစတင်ဖွင့်လိုက်တယ်။သူကမနေ့ကတိမ်မင်းအင်းကို6000နဲ့ရောက်ခဲ့ပြီးမြဲ။အဲ့ဒီအင်းကြီးကနေ3000တော့တာပြန်လဲရရှိတယ်။ဒါကြောင့်ယခုနေ့မှာထိမင်းအင်းကို3000နဲ့ဈေးပွင့်ခဲ့တယ်။ဥပိုလ်လိုင်းကမင်းပေါ့စုပေါ့ဖြစ်ပြီးလက်နဲ့လူသူအင်အားတောင်းတင်းလို့သူနဲ့ရှင်ပြပြီးတော့မှဘသူမှတတ်မပေးဝန်တဲ့အတွက် ဒါပေမယ့်အင်းကြီးကိုလေးလံဆွဲသူတွေကဒီထဲမှာသူတယောက်လည်းဖြစ်နေပါတော့တယ်။အင်းကွန်တော်မင်းကထင်ပင်း3000 3000နဲ့အော်ဟစ်နေတယ်။ဒီအခိုက်မှာလေးလံရုံးကန်တွင်ကိုတကလက်အင်းကြီးတကလက်ပေါင်းမိနဲ့အုတ်တုတ်ကိုခန့်ခန့်ကြီးစောင်းထားတဲ့လူတို့ဝင်ရောက်လာတယ်။အဲဒီနောက်မှာတော့လေးလံဆွဲမဲ့နေရာမှာရက်လိုက်ပြီးထင်ပင်း6000ပေးတယ်လို့အော်လိုက်တယ်။သူရဲ့စကားကြောင့်အင်းသားအလုံးကမျက်လုံးပြည့်မျက်စံပြည့်ပြတ်သွားကြတယ်။ဒီအခါမှာတကလက်အင်းကြီးနဲ့လူကခေါင်းပေါ်မှာခန့်ခန့်ကြီးစောင်းထားတဲ့အုတ်တုတ်ကိုလှက်ပြီးပြတော့အဲဒီသူရဲ့မျက်နှာကိုမြင်နာနေအင်းတို့အင်းသားတွေအားလုံးက ကိုရှင်ဝန်ပြန်လာပြီးဝမ်းသာရနဲ့အော်ဟဲကြတယ်။ဥပိုလ်လန်ကယမန်နဲ့ကမိမိကိုအရှုံးပေးသွားတဲ့ကိုရှင်ဝန်ပျောက်ချင်းမလားပျောက်နေပြီးယခုနေ့မှပြန်လည်တွေ့ဆုံရတော့မကြည်မကြမ်းဖြစ်သွားတယ်။သို့တော့ယခင်နေ့ကကြောက်တော်နဲ့ဆွဲယူခဲ့တဲ့ထေမင်းအင်းကြီးကငွေ3000ဒေါ်လာရတဲ့အတွက်တဝက်တိတိအရှုံးပေါ်ခဲ့တော့ရွှေဝန်နဲ့ဆက်ပြီးမရှင်းပြန်နိုင်တော့ဘူး။ယခုနေ့ထင်မင်းနဲ့ပတ်သက်လို့ကိုရှင်ကိုရှုံးပေးလိုက်ရပြီ။အင်းကိုတော်မင်းကကိုရှင်ပြန်လာတဲ့အတွက်အလွန်အံ့ဩနေပြီ။ထင်မင်း6000ထင်မင်း6000နဲ့အော်ဟဲရမယ့်အစား။ကိုရှင်6000ကိုရှင်6000နဲ့အော်ဟဲလေတော့ရွာသားတွေကတအားကြီးမောကြတယ လေလံရံဝန်းကြီးတို့ကိုလုံးကလည်းကိုရှင်ုံပြန်လာပြီကိုရှင်ုံပြန်လာပြီနဲ့တရားတော့ပေါ့အဟေတန်ကြောင်ဆူညံပွက်လို့ကြိုက်နေတယ်အရာအလုံးကပြီးဆုံးသွားခဲ့ပါပြီဝတ္ထုကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ဆိုင်ဆိုင်မြမြတို့ရရေးသားထားတယ်အောင်ပင်လေရွာစားဆိုတဲ့ဝတ္ထုကလေးကိုအပိုင်း၆ဇသိမ်းပိုင်းနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားပြီးပါအောင်ခင်ဗျာပြီးနောက်မှရှိတဲ့ notification လေးနဲ့နှိပ်ပေးထားပါဦးနားဆင်ပြီးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ